ဘေးရင်လဲဟောတဲ့အပြင်ပလင်ပေါ်မှာတရားလဲဟောနေလို့ထောင်နှန်းဆန်ရဂိန်းရှိနေတဲ့ဒဝဲကအမျိုးသားအားလုံးမေကလာပေါင်းဗမစ်နောင်းကနေချစ်စွလိုက်ပါတယ်ဒီနှစ်အတွင်းမှာဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးမသိတော်တာတွေကိုပြုမှုနေတဲ့သူတွေပေါ်အေးအေးယူလာတဲ့သူတွေကိုခက်ဆိတ်ဆိတ်မြင်တွေ့လာရပါတယ်ဒီအပိုင်းမှာတော့ဥယျာဉ်ချင်းလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ကဝိဖြူဆင်ကျဲဝိပီတရားဟောနေတာကြောင့်အဖမ်းခံလိုက်ရပြီရှင် ဒီအမျိုးသားကတနင်္သာရီတိုင်းဒဝယ်မြို့နယ်ဝဲကျွန်းထိန်လက်ရက်လေရင်ခွင်းလမ်းမှာသာသနာအဆောက်အဦတွေကိုတိဆောက်ပြီးရိတ်တာဖွင့်ထားတာပါပလင်ပေါ်တက်ပြီးထိပြူဆောင်ရက်တောင်ကိုကင်ကာတရားဟောနေတဲ့ဥယျာချင်းကိုစက်တင်ဘာ25ရက်နေ့ညနေပိုင်းမှာသက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်ဥယျာချင်းဟာအရင်ကတော့ဗီဒီလန်ဟောတဲ့အလုပ်ကိုလှုပ်ဆောင်ပါတယ်ဗီဒီဟောတဲ့အလုပ်နဲ့တရားထိုင်တဲ့အလုပ်ကဆန့်ကျင်ပိုင်ဖြစ်ပေမဲ့လေသူကတော့နှစ်မျိုးစလုံးကိုလှုပ်ဆောင်နေခဲ့တာပါတရားဟောတာကယဟန်မှမဟုတ်ဘဲလူပုတ်ကိုလည်းဟောခွင့်ရှိပေမဲ့သူရဲ့အပြုမှုတွေကတော့ထေရဝါဒနဲ့ဆန့်ကျင်နေတာပါဒီအမျိုး သားကတရားလဲဟောဘေးရင်လဲဟောတာကိုအစပိုင်းမှာဘယ်သူကမှမဝေဖန်ခဲ့ကြဘူးရှင်အစပိုင်းမှာတော့ဒီအမျိုးသားကတာမန်အနေထားနဲ့ပဲတရားဟောတာဖြစ်ပေမဲ့အခုတော့ပလင်ပေါ်တက်ပြီးတရားဟောတာဖြစ်ပါတယ်တာမန်တရားဟောတာကိုတော့ခွင့်ပြုထားပေမဲ့တန်ကအသုံးဆောင်တွေကိုလည်းသုံးနေကြတာရှင်တီဗီဆောင်ရက်တောင်ကိုင်းပလင်ပေါ်တက်ပြီးတရားဟောတာကမဟာယနနဲ့တူညီနေပါတယ်။လူဝင်းနဲ့အိမ်ထောင်ပြုတ်ပြီးတရားဟောတဲ့သဘောဖြစ်တာကြောင့်ဖန်းစီတာဖြစ်တဲ့အကြောင်းကိုဆရာတော်တပါးကမိန့်ကြားခဲ့တာပါ။ ဥယျာဉ်ချင်းကသာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲသာသနာမည်မဟုတ်တဲ့နေရာမှာသာသနာအဆောက်အဦတွေကိုတိစောက်ထားခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ဥယျာဉ်ချင်းကကထိန်တွေလည်းခင်းပြီးဖုန်ကြီးတွေကိုလည်းလှူဒန်းတယ်လို့ဆိုပါတယ်။ဖုန်ကြီးတွေကိုတော့ရုတ်သေးစွာဆက်ဆံတတ်သူဖြစ်ပြီးစန့်ချစ်သူမဟုတ်ကြောင်းကိုတော့တရားနာဘူးသူတွေကပြောကြပါတယ်။တရားနာထိုင်တဲ့သူတွေကိုတရားပြတာဖြစ်ပြီးလွန်ခဲ့တဲ့ရက်မှာတော့တရားဟောတဲ့ဗီဒီယိုကပြန့်နှံ့သွားခဲ့တာပါ။အဲဒီကနေသူ့ကိုလူသိလာခဲ့ပြီးအပြစ်မှုတွေကရဟန်းတစ်ပါးနဲ့တူနေတယ်ဆိုပြီးဝေဖန်လာကြတာပါ။တန်ခတ်အသုံးဆောင်တွေကိုတုံးချင်ရင်ဖုန်ကြီးဝတ် င့်တယ်လို့ပြောခဲ့ကြကအမြင်မသင့်တော်တာကြောင့်ထိမ့်သိမ့်လိုက်ကြပါပြီ။မြန်မာနိုင်ငံမှာထေရဝါဒကိုထိမ့်သိမ့်ထားပြီးမဟာယနအယူအဆတွေကိုလက်မခံတာကြောင့်ဥယျာဉ်ချင်းကတော့အဖမ်းခံလိုက်ရပါတယ်။ ဒါအပြင်သာသနာ့မြေမဟုတ်တဲ့နေရာမှာအစာအုပ်စောက်ထားလို့ဒီကိစ္စအတွက်လည်းဖြည့်ရှင်းရမယ်လို့ဆိုပါတယ်။ဥယျာဉ်ချင်းကဒဝယ်မြို့ဇာတိမဟုတ်ဘဲအသက်60ခန့်ရှိပါပြီ။ဘယ်ဇာတိမှမသိကြပေမဲ့ဒဝယ်မြို့ကိုရောက်နေတာကတော့ကြာမြင့်နေပြီးရှိန်။တရားဟောတဲ့အခါမှာဝိဖြူစင်ကြယ်ကိုဝတ်ဆင်ပြီးတော့ဟောလိရှိပါတယ်။ပလင်စီတို့သွားရလမ်းတစ်လျှောက်မှာသူ့ရဲ့တပည့်တွေကထိပြုံမိုးပေးတာတွေလုပ်ပေးပြီးဥယျာဉ်ချင်းကကြာပန်းပုံစံခြေနင်းတွေပေါ်မှာလမ်းလျှောက်ပါတယ်။အဲဒါကြောင့်အပြုံမှုတွေကဖုံးတော်ကြီးတပါတရားဟောကန်ဒီမှာကြွလာတဲ့ပုံစံနဲ့တွေ့နေတာပေါ့။သူ့ရဲ့တရားတွေကိုနားဖို့အတွက် က်ကြီးရွယ်ဥတွေကလည်းရောက်လာလေရှိပြီးလာရလန်တခြားမှာလည်းလောက်ချထားကြပါတယ်။လွန်ကရင်ရပိုင်းကလည်းမူတော်နှီးပြတော်ရွာကပိရိကတ်သုံးဖို့မေတော်ကြီးကပလင်မော်တက်ပြီးတရားဟောနေတာကြောင့်ဖမ်းခံခဲ့ရတာရှင်။ခုလည်းတဝဲမြို့မှာတရားဟောနေတဲ့ဥယေချင်းကတော့အမှုဖွင့်ပြီးအရေးယူထားပါပြီ။အရင်ကတော့ပလင်မပါပဲတရားဟောနေရာကနေအခုတော့ပလင်ပေါ်မှာပါတရားဟောတာကို2025ခုနှစ်မှာစတင်လာခဲ့ရပါ။ဥယေချင်းနဲ့ပိရိကတ်သုံးဖို့မေတော်ကြီးကတော့ဘလို့အရေးယူသွားကြမလဲဆိုတာစောင့်ကြည့်နေကြပါတယ်။မဟာယနဆက်ဆံအပြုမှုတွေကြောင့်ထိမ့်သိမ့်ခံလိုက်ရတဲ့ဒီအမျိုးသားရဲ့လောက် တွေအပေါ်လို့ထင်မြင်မိလဲဆိုတော့ခွန်မမပြပြခဲ့ပါအောင်ရှင်းအလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ချပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ